ုတ်နေတဲ့မှာမှာ photography vibe နဲ့ design မှန်ကိုအများကြီးအသားပေးထားတဲ့ခုလက်တလောရေပန်းစားနေတဲ့ mirage phone လေးဖြစ်တဲ့ vivo v30 e လေးကို first impression လုပ်ပေးသွားမယ်။ Hello အားလုံးမင်္ဂလာပါ။ဟန်နီ vivo fish ကနေပြန်လဲကြိုဆိုလိုက်ပါတယ်။ဟန်နီတက်တက်ဖြစ်ပါတယ်။ကဲ vivo v30 e လေးဒီဖုန်းလေးကလေဟန်နီလက်ထဲကိုက်ကြည့်လိုက်တာနဲ့ love at first touch ပေါ့နော်။ထိမိလိုက်တာနဲ့အရန်ကိုကြွေမိသွားတဲ့ ကင်လိုက်တာနဲ့အရန်ကိုဒီဖုန်းလေးရချင်နေဆိုပြီးတော့ဆွဲလန်းသွားရတဲ့ဖုန်းလေးတစ်လုံးလို့ပြောမယ်ဆိုရင်လုံးဝမတင်ဘာဖြစ်လို့လဲဆိုဒီဖုန်းကိုကင်လိုက်တာနဲ့ဖုန်းလေးကရှုပ်ကနေလက်ထဲကိုပါလာတယ်ပြီးတော့ပေါပေါပပါပြပြလေးလက်ထဲမှာကင်ရတာဆိုလို့ရှိရင်လည်းသူ့ရဲ့အချိုးခွေလေးတွေကလုံးဝအရန်ကိုအမှုပညာဆန်တယ်။ခင်ဗျားတို့မင်းကလေးအတွက်ဆိုလို့ရှိရင်တကယ်100%ကြိုက်ညီမှုရှိတဲ့ပုံလေးတစ်လုံးလို့ပြောရမှာပဲ။ဒီရဲ့ texture ဆိုလို့ရှိရင် sparkle လေးတွေဒီဘက်ဘက်ချမ်းမှာဆိုလို့ရှိရင်ထုတ်ထားတယ်။အဲ့ဒါကိုမှတော့ matte finish အသား sparkle လေးတွေလည်းဖြစ်နေရေပေါ့နော်။ ပြီးတော့ဘေးနားမှာဆိုလို့ရှိရင် glossy finish နဲ့ဆိုဒီလိုအယောင်နှစ်ယောင်ကိုရောဆက်ထားတာဆိုလို့ရှိရင်တော်တော်လေးကိုထူးထူးဆန်းဆန်းလေးနဲ့ကြည့်ရတာဆိုလို့ရှိရင်မျက်စိထဲမှာမျက်စိပဓာတာအယံဖြစ်တယ်ဆွဲဆောင်မှုလည်းအယံရှိရလို့ခံစားရတယ်လက်ထဲမှာတက်တောင့်တက်တာအယံရှိတာဘာလို့လဲဆိုတော့သူ့ရဲ့ form factor အကြောင်းအချိုးအခွေလေးတွေက တော်လေးကိုတည်တက်ပြီးတော့ slim အရန်ဖြစ်တယ်196 gram ဆိုတော့လေအရန်ကိုပေါပပပပြပြလေးနဲ့ဟန်ဒီတို့လို main ကလေးတွေဆိုလို့ရှိရင်လေ8တီထဲမှာပေါပပပလေးထည့်သွားတာကြိုက်တဲ့သူတွေဆိုတော့အရန်ကိုအဆင်ပြေ color ဘိုင်းကိုတော့အောင်သူ့ရဲ့ color လေးကနီယိုရောက် color လေး is very very classic ကွာ camera ဘန်းကလည်း wine wine လေးက နိုင်ပေါ့နော် branded နိုင်တလုံးကို inspire ယူပြီးလုပ်ပေးထားတာဘေးနားမှာဘောင်ကွက်ထားတာအစားနိုင်တလုံးရဲ့ဒီ timeless ပေါ့နော်အဲ့ဒီခံစားချက်မျိုးရတယ်ဆိုတော့သူကတကယ်ကို classic ဖြစ်တဲ့ design structure တွေပေါ်မှာမူတည်ပြီးတော့ design မန်းကိုအသေးစိတ် detail လုပ်ပေးထားလို့ဟန်နီမြင်နေဆိုတော့ design မန်းကိုဟန်နီအများကြီးပဲဟိုဖွဲ့နယ်ပြီးတော့ပြောသွားအောင်ပေါ့နော်တကယ်လည်းဟန်နီဒီဖုန်းရဲ့ design မန်းကိုတော်တော်လေးကိုမြင်လိုက်တာနဲ့သဘောကျမိလို့ပါ ခဏလေးတည်းမှာရှိတဲ့ဖုန်းကာလာလေးနာမည်က Classy Brown လို့ခေါ်တဲ့နာမည်နဲ့လည်းတော်တော်လေးကိုလိုက်ဖက်တယ်ပေါ့နော်။အယောင်လွန်းလွန်းလေးကိုမှတိုက်တဲ့သူတွေတွေ့ဆိုလို့ရှိရင်လည်း Sunny Green ဆိုရဲအစိမ်းလွန်းလွန်းလေးရှိသေးတယ်။အဲ့ဒီဒီဇိုင်းလေးကလည်းတကယ်ကိုကြားလေးပဲဖြစ်ဖြစ်မင်းကလေးတွေကြိုက်မဲ့ပုံစံလေးပေါ့နော်။ကြည့်ဒီဖုန်းရဲ့အဓိက main point ဖြစ်တဲ့ photography ဘက်အောင်လာရအောင်။ဒီဖုန်းက photography မှာဘာတွေတာသွားလဲဘယ်ဖုန်းမှာမှမတူတာကတော့ Vivo V7 ရဲ့ signature ဖြစ်တဲ့ Aura Light Portrait System ကိုထည့်ပေးထားတာပါ။တော့ဘလို့အလုပ်လုပ်လဲဆိုတော့ဟန်ဒီတို့ ဓာတ်ပုံရိုက်ပြီဆိုလို့ရှိရင်တချို့မောင်တဲ့နေရာအလင်းသိမ်းရှိတဲ့နေရာဓာတ်ပုံမျက်နှာလေးကိုချင်းချင်းနဲ့လင်းနဲ့ပေါ်စေခြင်းတဲ့နေရာမျိုးမှာဆိုလို့ရှိရင်အနောက်ကမီးဝိုင်းခွင်းလျာဆိုလို့ရှိရင်မျက်နှာလေးကိုဖိလိုက်လုတ်ပေးတာအပြင်အဲ့အရာကမျက်နှာကိုပိုလှနေအောင်ကြွနေအောင်မျက်နှာအတွက်လိုအပ်တဲ့အလင်းရောင်ကိုထည့်ပေးတာဖြစ်တဲ့အတွက်ကြောင့်မို့တခြားဖုန်းနေနေရှိရင် portrait ဓာတ်ပုံရိုက်တဲ့အခါမှာတကယ်ကိုကြွပြီးတော့လှနေမှာပေါ့နော်ဒါကလည်းဟန်နီစီကိုလာပြီးတော့ အာဒီ portrait တဲ့ပုံလှလာလေးရိုက်ခြင်းနဲ့ဖုန်းကင်မရာလှလာလေးမိန်းကလေးလာမေးကြတယ်ဆိုလို့ရှိရင် POV series ကိုညွှန်းပြတဲ့အချက်ပဲပေါ့နော်။တုံးမှာတုံးထားတဲ့ main camera က Sony IMX882 camera ကိုမှ50 megapixel တုံးမိထားတဲ့8 megapixel ultra wide နဲ့ main camera နှလုံးဆက်တက်လုပ်ပေးထားတယ်။ဒါတော့50 megapixel ဖြစ်တဲ့အတွက်ကြောင့်မလို့ညို့ဓာတ်ပုံရိုက်တဲ့အခါမှာသူ့ရဲ့ဈေးတန်းမှာဆိုလို့ရှိရင် detail လေးတွေကောင်းတယ်။နောက်တစ်ခုက color tone လေးတွေကမှန်တယ်လို့ပြောလို့ရတယ်။ ပြီးတော့ skin tone လေးတွေညှက်တာတော့ဟိုနေသဘောကျတယ်ဒါက main ကလေးရဲ့အတွက်ဆိုလို့ရှင်ဒီဖုန်းလေးနဲ့အခုရိုက်အခုတင် online shopping သမားတွေ main ကလေးဆို TikTok ဆိုရဲ selfie ရိုက်တယ် TikTok နဲ့ video လေးလှလာလေးရိုက်ချင်တဲ့အခါမှာဆိုလို့ရှင်လေသူ့မှာ function တွေ features တွေကတော်လေးကိုစုံနောက်ပိုင်း social media မှာက main ကလေးတတော်များများက TikTok ရိုက်တဲ့အခါမှာလည်း selfie camera နဲ့ရိုက်တယ်ပြီးရ selfie ဓာတ်ပုံ creative ဓာတ်ပုံလှလာဆက်ဆန်းလေးရိုက်တဲ့အခါမှာတကယ်ကိုကောင်းတဲ့ selfie camera လို့ရတယ်။သူ့မှာပါတဲ့32 megapixel က စဖီကင်မရာတစ်လုံးအတွက်တကယ်ကိုလိုအပ်တဲ့ဒီတေးတွေ color accuracy တွေပြီးတော့ camera features တွေသူတို့ဖြစ်မင်းကလေးအတွက်ပေါ့နော်အဲ့ဒါတွေအစုံထည့်ပေးထားတယ် view ရိုက်မယ်ဆိုလို့ရှိရင်လည်းသူကအနောက်ကင်မရာရှေ့ကင်မရာက 4K 30 frame per second နဲ့ရမယ်ဆိုတော့ဒီဖုန်းလေးက video ရိုက်ဖို့ပဲဖြစ်ဖြစ်ဓာတ်ပုံရိုက်ဖို့ပဲဖြစ်ဖြစ် all in one ပေါ့နော်အဆင်ပြေနေတဲ့ package နဲ့ထွက်လာတဲ့ photography ဘိုင်းအတွက်အဆင်ပြေတဲ့ဖုန်းလေးတစ်လုံးလို့ပြောရမှာပဲ first impression မှာပေါ့နော် အာပြီးတော့သူ့ရဲ့ဈေးတန်းမှာဆိုလို့ရှိရင်လည်းတော်တော်လေးကင်မရာစနစ်ဘိုင်းမှာကောင်းတယ်လို့မှတ်ချက်ပြုလို့ရတယ်။ကဲကင်မရာဘိုင်းပြီးပြီဆိုတော့ဒီဖုန်းရဲ့နောက်ထပ်သဘောကျစရာကောင်းတဲ့ display ဘက်အောင်လာရအောင် curve display ကိုမှ crazy ဖြစ်တယ်။ပြီးတော့ဗီဒီယိုကြည့်တဲ့အခါမှာ game ဆော့တဲ့အခါမှာဆိုလို့ရှိရင်ဘေးပေါင်လုံးဝအပြတ်လုံးဝ display ကို full view ခံစားနေတဲ့သူတွေအတွက်ဆိုလို့ရှိရင်တော့ Vivo V30e ရဲ့ display ကိုရေးချဲ့လို့ရတယ်။ AMOLED display ကိုမှ1 bit color နဲ့6.78 inches ကလည်းတော်တော်လေးကိုကျယ်တယ်။ 2400 resolution နဲ့ viewing angle ကြီးလည်းကောင်းနေ display ကတော်တော်တော့ color လေးကြီးဆိုတောက်နေတယ်အဲ့မှာဘာသွားလိမ့်တယ်ဆိုတော့ display ကတော်တော်လေးကိုဆိုတောက်နေတာဖြစ်တဲ့အတွက်ကြောင့်ဒီဖုန်းထဲမှာဓာတ်ပုံရိုက်တာမျိုးဆိုတခြားဖုန်းထဲမှာသွားကြည့်ရင်တော့နည်းနည်းလေး color လေးကြီးရော့သွားတာမျိုးလေးတွေတွေ့ရလိမ့်မယ်ပေါ့နော်120 hz refresh rate ကို support လုပ်ပေးထားတယ်အဲ့တော့ application တွေဖြည်းဖြည်းဖြည်းသုံးချင်တဲ့ခါလဲအဆင်ပြေသွားသလို FPS များတဲ့ game တွေဆော့ချင်တဲ့ခါမှာဆိုလို့ရှိရင်လည်းအဆင်ပြေသွားတယ် free brightness ကတော့1300 nits နဲ့ နေအောင်လဲမှာသွားပြီးတော့သုံးမယ်ဆိုလို့ရှိရင်လည်းအဆင်ပြေတယ်။ဒီဖုန်းတစ်လုံးလုံးကို run နေတဲ့ performance ပိုင်းအတွက်ဆိုလို့ရှိရင်တော့ Snapdragon 6Gen 1 4 nanometer chipset ကိုသုံးမိထားတယ်။သူကတနိတာ performance လုပ်ဖို့အတွက်လုံလောက်တဲ့ chipset လို့ပြောလို့ရတယ်။ 8K RAM external 8K RAM နဲ့ 256K RAM version နဲ့ multitasking နေပုံမှန် game တွေ data တွေ store လုပ်ဖို့ video တွေပိုင်း store လုပ်ဖို့လုံလောက်တဲ့အနေထားပေါ့နော်။ Fantastic OS 14ကိုမှ Android version 14နဲ့သုံးရတာတကယ်တွက်ပြီးတော့ ရိုးရှင်းတဲ့ OS ဖြစ်တယ်အဲဒါကြောင့်မို့လဲ Vivo Fan တွေတော်တော်များများကတော့ Vivo ရဲ့ OS ကြောင့်ပဲဖြစ်မှာပဲတော်တော်လေးကိုသူကသုံးလို့တွက်လဲတွက်တာ哦ဘက်ထရီက9500 mAh ကိုတော့ထည့်ပေးတာလားဒီလိုဖုန်းပပပြပြလေးရဲ့မှာဘလိုတောင်မှဘယ်ရီ size ကြီးထည့်ပေးထားလဲပေါ့နော်ပြီးတော့9500 mAh ဘက်ထရီမှာ၄နှစ်တောင်မှဒီအာမခံပေးထားတယ် durability ပေးထားတယ်ပေါ့နော်အဓိကဖုန်းနေရဘလောက်တုံတုံ percentage ကျသွားတယ်မျိုးမရှိအောင်လို့လုပ်ပေးထားတယ် typical battery မျိုးကိုသူကသုံးပေးထားတာ ချာဂျင်မှာအဲ့လိုဆိုလို့ရှိရင်တော့44 watt fast charging ကိုသုံးပြထားတယ်ဒါကလည်းတော်တော်လေးကိုမြန်လိမ့်မယ်ငါတော့900 mAh battery ဆိုလို့ရှိရင်တော့တစ်နာရီကျော်လောက်တော့မြန်မယ်လို့တော့ထင်တယ်ကေ first impression မှာတော့ Vivo V30 E ဖုန်းလေးကိုဘယ်လိုမြင်လဲပေါ့နော်တကယ်ကို classic ကြတဲ့ limited edition လိုမျိုး design ဘိုင်းကိုအများကြီးဦးစားပေးထားတဲ့ဖုန်းလေးတစ်လုံးလို့မြင်တယ် design ဘိုင်းမှာမှလုံးဝကိုက fashion ကြကြပေါ့နော်ဖုန်းတစ်လုံးကိုကိုင်နေတယ်ဆိုလို့ရှိရင်တော့ယူလို့ရတယ် ။ Battery တပုံလှလှလေးတွေရိုက်ချင်တဲ့မိန်းကလေးတွေလည်းရွေးလို့ရတယ်။ပြီးတော့ဖုန်းတစ်လုံး Battery ချရှိခံတဲ့ဖုန်းတစ်လုံးပေါပေါပါပါတက်ပြားလေးနဲ့ကေကို lightweight ဖြစ်တဲ့ဖုန်းတစ်လုံးကိုသဘောကျတဲ့သူလေး Vivo Fan နေဆိုလို့ရှိရင်တော့ Vivo V30e လေးကိုရှင်းမနေရေးတက်ပါတယ်။စာနေဆုံးပြီးကြည့်ပေးရတဲ့ကျေးဇူးတင်ပါတယ်။ဒီဖုန်းနဲ့ပတ်သက်ပြီးတော့အားနည်းချက်လေးတွေကိုလည်းဟနေအာတုံးရင်းနဲ့ဒီချာလေး full review လုပ်ပေးတော့ရှိပါတယ်။ article လေးတင်ပေးတော့ပဲပေါ့နော်။ အားလုံးတတသိကြနာရရှိလို့ရှိရင်မိခဲ့ပြလို့ရပါတယ်။ခဏလေးအပေးခြင်းနဲ့ဆိုလို့ရှိရင်တော့ YouTube channel ကို subscribe လုပ်ပေးသွားပါ။ Facebook ကိုလည်း like and follow လုပ်ပေးသွားပါအောင်။